ကလူကောင်းနိုင်ငံရတော့တဘာဝဖြစ်စဉ်ကိုနောက်ပြီးတော့ तू อ่ะ तू อ่ะတဘာဝမှာမှာကျွန်တော်တို့ဟိုကော်လီမုန်နိုင်လို့ပါလို့လို့ຢာဒီနဲ့သွားတဲ့ဟာမျိုးမဟုတ်ဘူးလေသူရဲ့ရေောက်တဲ့မှာပဲဒီဟိုကဟိုကမြေလူချက်တွေတွန်းတွန်းတိုက်တာကနေပြီးတော့ဖြစ်တာဆိုသူတို့တွေကဘယ်လိုကောင်းလဲချက်ချင်းပြေးနေတာမို့ပြေး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 အဲ့ဒါမျိုးဟိုကော်လီတွန်း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 ပြီးတော့မှအဲ့တွန်းအောင်ကို မခံနိုင်တော့တဲ့အချိန်မျိုးမှာသူကလွတ်တက်သွားတဲ့အချိန်မျိုးမှာကျွန်တော်တို့ဟိုပါဘောဒီကနေ့လုတ်တော့ဆိုတော့ဒါကလည်းကျွန်တော်တို့ကဟိုပါဘောဒီလောက်ကောင်းလေဒူရီအနေနဲ့ဆိုလို့ရှိရင်ဒူရီရဲ့ time scale နဲ့ပဲကျွန်တော်တို့ကချိန်ပြီးပြောတာပေါ့နော်ကျွန်တော်တို့နာရီလို့ second လို့ဆိုတာဒူဘဝရဲ့တက်တန်းနဲ့ကျွန်တော်ကချိန်လိုက်ပြီးတော့ဒီလောက်လောက်ကိုတော့ဟိုပါဘောဟိုပါဘောဒီကျွန်တော်တို့ဟိုပါဘောအသေးဆုံးကျွန်တော်တို့ ြူပဲဒီလောက်လောက်ကိုတော့အကြီးဆုံးယူမယ်ဆိုပြီးတော့ကျွန်တော်တို့အသက်တွေပါဆိုလဲအဲ့ဒါအဲ့ဒါမျိုးနဲ့ define လုပ်တာပေါ့အသက်60ဆိုရင်ကြီးပွားရေးပါတယ်ဆိုတော့ဒီတိုင်းမဲ့ဟိုပါလေကဘာကြီးကြီးဆိုလို့ရှိရင်သူ့ရဲ့ဟိုပါလေရှိပါတယ် scale ရှိတယ်ဆိုတော့အဲ့ဒါမျိုး geology အရပြောလဲဆိုလို့ရှိရင်ဘူမိဒေတာအရပြောလဲဆိုပြီးအဲ့ဒါမျိုးခစ်တခစ်ကိုနဲ့အဲ့ဒါမျိုးတမ်းမများစွာနဲ့သူကဖြတ်တဲ့ဟာမျိုးဆိုတော့အဲ့လိုမျိုးဖြတ်တဲ့ scale နဲ့သွားရဆိုလို့ရှိရင်တော့ဒီလိုလှုပ်တဲ့ဟာတွေကကျွန်တော်တို့က ရုပ်တဲ့ကြီးလောက်တာတွေတွေမဟုတ်တော့ကျွန်တော်တို့ဟိုပါပေါ့လေရုပ်ရှင်တွေလို့ပေါ့ဒီရိုက်တာကတော့ဘယ်လိုကောင်းလဲတစ်ချက်ချင်းရိုက်သွားတာပဲဒါပေမဲ့ဆက်ချလိုက်တဲ့အချိန်မှာကျွန်တော်တို့လှုပ်ရှားမှုကိုမြင်ရတဲ့ဟာမျိုးပေါ့နော်အခုကကကျွန်တော်တို့ကဒီအဒီဟိုပါပေါ့လေတက်ဖို့ဟိုပါပေါ့လေတစ်ချက်ချင်းကိုကြည့်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့က ဟိုဒီ190ကြာရင်ပြန်လာပြန်လှုပ်တာလားနှစ်တရာမှာပြန်လှုပ်တာလားပြောပြောနေတာအမှန်တော့သူ့ရဲ့ scale ကိုကျွန်တော်ကချဲ့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီလောက်အတိုင်းတာပြန်မှာတော့လှုပ်မယ်ဆိုတဲ့ဟာတည်ကြတယ်ဆိုတဲ့ဟာမျိုးကတော့သူ့ရဲ့ဟိုဟာဒီ process ပါရှိတာเนาะဆိုတော့အဲ့ဒါကိုပဲကျွန်တော်တို့ကဒီဟိုဒီ190လောက်မှာပြန်လှုပ်မလားနှစ်တရာလောက်မှာပြန်လှုပ်မလားလို့ပြောကြတော့เนาะဆိုတော့အကြံရင်းဆိုရင်တော့ကျွန်တော်တို့ဒီစကိုင်း အဲ့ဒီမန္တလေးဒေသမှာတော့တုတ်ခဲ့တာတွေကအဲအဲ့ဒီအင်းဝငမြင်ရှိတဲ့အဲနောက်ပြီးတော့ဟိုဘော်ဒီမီမီမျိုးမီမျိုးငမြင်ရှိတဲ့နောက်ပြီးတော့အင်းဝကူဝဲလက်ကျိန်နဲ့တူတယ်ဟိုဘော်လေးသမိုင်းမှာကြီးကြီးမားမားလုပ်ခဲ့တာဒါပြီးဆိုရင်အကြမ်းမြင့်ကျွန်တော်ပြောရဲဆိုတော့နှစ်တရာတရာ50လောက်တင်မှာတယ်ပြန်ပြန်ပြောလောက်တာမျိုးလေးရှိတတ်တယ်ဆိုတာပြီးတော့တင်နိုင်ပါ ရန်ကုန်ကတော့အခုဟိုပါလေ first shock ရဲ့အဲဒီ impact ကတော့ဟိုဟာလောက်ပါပဲတောင်ကူလောက်ဒီမှာပဲကျွန်တော်တို့ရက်နေတဲ့ပုံစံမျိုးတွေ့တယ်ဟိုတွေ့တော့ဒီဘက်ကိုလာဖို့ကတော့အာဒီအမ်ဂျင်းတိပြောနိုင်တဲ့ဟာမျိုးဖြစ်မနေဘူးเนาะဆိုတော့လိုင်းလဲလာလာနိုင်တယ်ဆိုတော့အခြေအနေမျိုးတော့လေရှိတည်တယ်ဒါပေမဲ့လည်းမလာဘူးလို့လည်းကျွန်တော်ပြောလို့မရတဲ့အခြေအနေမျိုးပေါ့ဆိုတော့ဒါက တော်တော်လို့ပဲအဲစကိုင်းပြည့်ရရဲ့ဒီအလေပဲကလှုပ်ရှားသွားတယ်ဆိုတော့သူရဲ့လှုပ်ရှားမှုရဲ့ pressure ကတော့ဒီဟိုမှာအောက်ပိုင်းမှာလည်းအထိုက်လျောက်ရှိနေပါဆိုတော့လေဆိုတော့အဲ့ဒီဟာဆက်ကူးလာတယ်ဆိုတော့လည်းကျွန်တော်တို့လှုပ်ခဲ့တယ်ဆိုတော့လှုပ်ခဲ့ရင်လည်းစကိုင်းပေါ်ဖြစ်တဲ့အတွက်ကြောင့်ရန်ကုန်နဲ့ဆိုရင်အဲ့ဒီတိတ်ပြီးတော့မဝေးဘူးလေခရမ်းသုံးပွားလောက်မှာကျွန်တော်တို့စကိုင်းပေါ်ကဖြတ်သွားတော့ဆိုတော့ဒီနေ့ဆိုရင်တိတ်အပီးမဟုတ်တော့ ကယ်တမ်းအဲ့လိုပဲကြီးကြီးလုပ်ခဲ့တယ်ဆိုလို့ရှိရင် impact ကတော့ရှိနိုင်ပါလားရှိနိုင်တော့ကျွန်တော်တို့တော်တော်စေဒီအချိန်တွေကတော့ကျွန်တော်တို့စစလာလိုပဲပေါ့ကိုရပုံကြီးပါအဲ့ဒီ baking ကိုကျွန်တော်တို့ပြုပြီးတော့စတင်ထားထားထားတင်ပါတယ်နောက်ပြီးတော့တတိလဲတိတ်ပြီးတော့ပေါ်ပေါ်ရရပေါ်ပေါ်တိမရှိအောင်ဒီဒီရာမျိုးလေးတွေလုပ်ဖို့လုပ်ပါတယ်တော့တိတ်ပြီးတော့လည်းဒီအရန်ဆိုးရင်ပြီးတော့ တိတ်ဟိုဘယ်လိုကောင်းလဲအဲ့ဒါမျိုးကူကူပြင်းပြင်းအဲ့ဒါမျိုးဒီဘယ်လိုကောင်းလဲဆန်တွေဝဲကြမယ်စီတွေဝဲကြမယ်အဲ့ဒါမျိုးတွေတော့လေဟိုပါပေါ့လေလုံးလုံးရမယ်အခြေအနေမျိုးပြောပါ